ကျမတို့မူကြပါစို့ခင်ယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ6ရက်နေ့နေ့လည်ကင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်ကျွန်တော်ကတော့ရေပေါ်လာရမှာဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ breaking news တအမကြီးဥကြုံမတွန်ဆက်ထားဖို့ကုလကော်မတီအစုပြုခဲ့ပြီးမနစ်ကဆုံးဖြတ်ချက်နဲ့အတူတူပဲလို့တအမကြီးပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ် လသမဂ္ဂကိုယ်စားလှယ်စီစီရေးကော်မတီ Credential Committee ဟာမြန်မာနိုင်ငံကိုယ်စားပြုကွင်းနဲ့ပတ်သက်လို့လက်ရှိအတိုင်းဆက်ထားဖို့80ကြိမ်မြောက်အထွေထွေညီလာခံကိုအစီရင်ခံစာတင်သွင်းလိုက်တယ်လို့သိရှိရပါတယ်။ကုလသမဂ္ဂဌာနချုပ်မှာမြန်မာနိုင်ငံကိုယ်စားပြုကွင်းအတွက်လက်ရှိတမ်းမကြီးဦးကျော်မိုးထွန်းနဲ့အနာသိစစ်ကောင်စီရဲ့တမ်းအမတ်တို့အပြိုင်တင်သွင်းကြကြပြီ။ Credential Committee ကအပြိုင်တင်သွင်းလာမှုကိုဘယ်လို့မှမဆုံးဖြတ်သေးပဲရွှေ့ဆိုင်ဖို့နဲ့လက်ရှိအတိုင်းဆက်ထားဖို့ ကော်မတီအတွင်းမဲခွဲခြင်းမရှိဘဲဆုံးဖြတ်ခဲ့တယ်လို့အစိုးရကစားမှဖော်ပြပါတယ်။အတိတ်ပဲကတော့လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိဖို့ကော်မတီကအစိုးရခံခဲ့ပြီးအဲ့ဒီအစိုးရကစားကိုအထွေထွေညီလာခံမှာအတိပြုမဲ့လို့နယူးယောက်မြို့မှာရှိတဲ့မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့နှီးဆက်သူတရင်အရေးမြစ်က People's String ကိုပြောပါတယ်။တမကြီးဦးကျော်မိုးထွန်းကလည်း credential committee ရဲ့အစည်းအဝေးခန်းစားဒီကနေ့ထွက်လာပြီး အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးကနေအတည်ပြုဖို့အဆင့်ကျန်ရှိတယ်လို့ PP String ကိုပြောပါတယ်မနစ်ကဆုံးဖြတ်ချက်နဲ့အတူတူပါပဲခင်ဗျာလို့တမ်မတ်ကြီးကဆက်ပြောပါတယ်တမ်မတ်ကြီးကဆက်ရှိဖို့ကတေချာတလောက်ပါပဲညီလာခံမှာအတည်ပြုဖို့ပဲအဆင့်ကျန်တော့မယ်လို့တရင်ရင်မြစ်ကဆိုပါတယ်မြို့သားညီရဲ့အစိုးရအန်ယူဂျီဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က Credential Committee ရဲ့အစည်းအဝေးကစားထွက်လာကြောင်းအတည်မပြုရသေးဘူးလို့သိရကြောင်းပြောပါတယ် UN မှာမြန်မာပြည်သူတွေကိုကိုစားပြုပြီးတာမကြီးဥကြုံမထွန်းရှိနေခြင်းဟာမြန်မာပြည်သူတွေရဲ့အတန်ကိုကဘာကအမှန်တိုင်းကြားနိုင်ဖို့အများကြီးအထောက်အကူပြုပါတယ်။တာမကြီးနေရာမှာသာအကြံဖတ်စစ်တပ်လက်အောက်ကတဦးဦးကိုပြောင်းလဲခန့်အပ်လိုက်မယ်ဆိုရင်ဒါဟာမြန်မာပြည်သူတွေရဲ့အတန်အစစ်အမှန်ကိုလုံးဝပိတ်ချလိုက်ပြီးမူသားတွေအတွက်နေရာပေးလိုက်တယ်လို့ဖြစ်သွားမှာပါ။ဒါကိုကဘာနိုင်ငံအသီးသီးကကောင်းဆောင်တွေအနေနဲ့ တိမြင်နားလည်ပြီးမြန်မာပြည်သူတွေရဲ့ကိုယ်စားလှယ်ဖြစ်တံမကြီးဥကြုံမွထွန်းကိုဆက်လက်ကိုစားပြုခွင့်ပေးခြင်းကသာမြန်မာပြည်သူတွေရဲ့စနစ်နဲ့တထက်တဲကြမှာဖြစ်တယ်လို့ပြောကြပါတယ်။ဒီအတိုင်းပဲဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းချိန်ကတည်းကကုလသမဂ္ဂစင်မြင့်ကနေအာဏာသိမ်းမှုကိုရှုတ်ချပြီး မြန်မာပြည်သူတွေနဲ့အတူရက်တီခဲ့တဲ့တမ်မကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂကိုယ်စားလှယ်စစ်ဆေးရေးကော်မတီ Credential Committee ကပြီးခဲ့တဲ့လနစ်ဆက်တိုက်မှာလည်းယခုလိုပဲစုံဖြတ်စီရင်ခံခဲ့တာပါကော်မတီရဲ့အစီရင်ခံစာကိုကုလသမဂ္ဂအထွေထွေညီလာခံကဆက်လက်အတည်ပြုခဲ့ပါတယ်တမ်မကြီးဦးကျော်မိုးထွန်းဟာစစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံရဲ့ပဂတိအခြေအနေတွေနဲ့မြန်မာပြည်သူတွေခံစားနေရမှုတွေကိုကုလသမဂ္ဂမျက်နှာစာကနေတောက်လျှောက်တင်ပြအစီရင်ခံနေတာကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြင်တာကတော့မန်အောင်မြို့မှာမဲယုံလုံကျုံရင်ယူထားတဲ့ခလာရ34မှာဘိုးကြီးတူအနီးကပ်လောက်ကျန်ခံရကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မန်အောင်မြို့မှာမဲယုံလုံကျုံရင်အတွက်ရောက်ရှိနေတဲ့ကြောက်ဖြူအခြေဆက်ခလာရ34မှာဘိုးကြီးတူအနီးကပ်လောက်ကျန်ခံရတဲ့အတွက်သိဆုံးသွားကြောင်းတရင်ရရှိပါတယ်။ဒီဇင်ဘာလ၄ရက်နေ့ညနေပိုင်း၂နာရီအချိန်မှာပြစ်ခတ်ခံခဲ့ရပြီးမန်အောင်ပြည်သူစေရုံကိုယူဆောင်သွားပြီးနောက် တိတ်ဆုံးသွားခဲ့ကြောင်းဒေတာသတင်းရှိမြစ်တစ်ခုကပြောပါတယ်ဒီလ၄ရက်နေ့ည၂နာရီမှဖြစ်တာဆေးရုံကိုယူလာပြီး၂နာရီခန့်အကြာမနက်အစောကြီး၄နာရီလောက်မှတိတ်ဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်အချင်းချင်းပြစ်တယ်လို့တော့ပြောနေကြတာပဲလို့ဆိုပါတယ်တိတ်ဆုံးသူဘိုးကြီးဟာချောင်းမြောင်ပြစ်ခတ်ခံရတယ်လို့ကြားသိရကြောင်းတစ်ချက်ထစ်ပြစ်ခတ်ခံရခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်အဲ့ဒီဘိုးကြီးပြစ်ခတ်မခံရမီလူရိတ်မြင်လို့ထွက်ကြည့်ရမှအပြစ်ခံရတယ်လို့ပြောတာပါပဲ သူတို့ကမြို့နဲ့မနီမဝေးမှာစောက်ထားတဲ့စစ်ခမ်းမအနီးမှာပြစ်ခတ်ခံရတယ်လို့ကြားပါတယ်လူရင်းနဲ့အတူခဏအကြာမှာတနတ်မောင်းတင်တန်းကြားရလို့ထွက်အကြည့်မှာအနီးကပ်ပြစ်ခတ်ခြင်းကိုခံလိုက်ရတာလို့ပြောကြခဲ့ပါတယ်ကြောက်ပြူမြို့နဲ့အချီဆိုင်ချင်းမြန်တရင်ခလာရ34မှာစစ်ကြောင်းတစ်ခုဟာမန်အောင်မြို့ကိုမဲယုံလုံခြုံရေးအတွက်ရောက်ရှိနေကြောင်းသိရှိရပါတယ်နောက်ထပ်ဒေသခံတယောက်ကလည်းတိတ်ဆုံးတာမှန်ပါတယ်ပြစ်ခတ်ခံရပြီးနောက်ဒေယံနဲ့မန်အောင်စင်းယုံမြို့ကိုပို့ဆောင်ခဲ့ပေမဲ့မနက်၄နာရီမှာတိတ်ဆုံးသွားခဲ့တယ် မနေ့ပိုင်းဒီတတင်းကြတော့နိကတ်သွားကြည့်မလို့လောက်တာစေယုံကမဝင်ရပဲတာစီတာခံလိုက်ရလို့ပြန်လှစ်လာခဲ့လိုက်ရတယ်လို့တတင်းဌာနကပြောကြပါတယ်။ယခုပြစ်ခတ်မှုမှာတဲ့အတွင်းမှာအချင်းချင်းကြားမပြေလည်မှုဖြစ်ရမှပြစ်ခတ်မှုဖြစ်ခဲ့ကြောင်းခိုင်လုံတဲ့တတင်းရင်းမြစ်ကပြောဆိုကြောင်း၎င်းကပြောကြခဲ့ပါတယ်။ဘူကြီးအစဉ်ဖြစ်သူတဦးသေဆုံးမှုကြောင့်အကြံဖတ်တတအများပြားမအောင်မျိုးအတွင်းမှာလုံခြုံရေးတိုးမြင့်ထားပြီး၎င်းတို့တဲခိုရအနီးဝွင့်ကျင်မှာကင်းလင်းမှုတွေကိုပုံမလုဆောင်နေတယ်လို့ ဒေတာရင်းသတင်းရင်းမြစ်တွေကပြောကြားကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဖပွန်ခရင်ကိုစစ်ကူလာချတဲ့ရဲရင်ကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်မှုခိတပြွာမှုတူပိုမူကြီးအောင်မြန်မှုအပါအဝင်အရာရှိနဲ့စစ်တီ15ဦးသေဆုံးခဲ့ပြီးတောင်ပိုင်းတိုင်းစစ်တနာကျွမအရာရှိစစ်တီ100နီးပါးအစစ်ခံရကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ဖပွန်ခရင်ဘော်စဲကိုစကန်းကိုစစ်ကူလာချတဲ့ရဲရင်ကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့မှာ ခိတ္တဗျူဟာမှုဒုတိယဘုံမူကြီးအောင်မြတ်မှုအပါအဝင်15ဦးတည်ဆုံသွားကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်နဲ့ CDM ဘူကြီးစင်ရောကပြောဆိုပါတယ်။နိုဝင်ဘာလ22ရက်နေ့ကရင်ပြည်နယ်ဖားပွန်ကိမ်းမှာစစ်စင်ရေးများကြီးကြပ်ကွက်ခဲ့မဲ့ခိတ္တဗျူဟာမှုဒုတိယဘုံမူကြီးအောင်မြတ်မှုအပါအဝင်စစ်ကူတွေကို MI 17ရဟတ်ရင်နဲ့လာရောက်ခြားထားစင်မှာ KNL နဲ့ PDF ပူးပေါင်းတပ်တွေကတရင်အရာတိုက်ခတ်ခဲ့ရာဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်15ဦးတေဆုံးသွားခဲ့ကြောင်း ရင်နောက်အခြားရဟန်းရင်တစည်းနဲ့ဒုတိယဘုံမူကြီးအောင်မြတ်မိုးရဲ့အလောင်းအပောင်းဝင်အရာရှိများရဲ့မတအလောင်းတွေကိုတံပိုင်းတိုင်းစစ်တနာချုပ်ကိုပြန်လည်တည်ယူသွားကြကြောင်းသိရှိရပါတယ်။ရဟန်းရှင်နဲ့လာချတာကနေ့လေပိုင်းလောက်မှလာချပေးတာပါ။အဲ့ဒါကိုတရင်ပေါက်ကြပြီးတစ်ဖက်အဖွဲ့အစည်းကနေလက်နက်ကြီးလက်နက်ငယ်60မမရရော drone ပုံးတွေနဲ့ပါတိုက်ခိုက်တာ။ရဟန်းရင်ပေါ်ပါတဲ့ဒုတိယဘုံမူကြီးအောင်မြတ်မိုးအပောင်းဝင်အရာရှိစစ်တီ15ဦးကြာဆုံးပါတယ်လို့ နေပြည်တော်စစ်ပတ်တရင်ရင်မြင်ကဆိုပါတယ်စီဒီအမ်ပူကြီးစင်ယောကလည်းတောင်ပိုင်းတိုင်းစစ်တနာကျုံးမှာ A1 ဒုတိယပုံမူကြီးအောင်မြတ်မိုးနဲ့အဖွဲ့ရဲရင်ပေါ်မှချာပြီးတက်ခိုက်ခံရမှုကြောင့်စစ်အရာရှိကြီးအရာရှိငယ်နဲ့စစ်တီစုစုပေါင်း15ဦးသေဆုံးကြောင်းအတည်ပြုပြောဆိုပါတယ်စစ်တောင်းမြေအရှိတ်ကျန်းအတိကကြောက်ကြီးနေမြေဒိတ်ကိုအတိကရွေးကောက်ပွဲလှုပ်ခြင်းတော့တောင်ပိုင်းတိုင်းစစ်တနာကျုပ်ယုံက A1 တွေ G1 တွေပါအလက်ကျစစ်စင်ကြီးထွက်ရတဲ့အချိန်မှာ အေဝမ်အောင်မြတ်မိုးတို့အဖွဲ့ကစစ်ကူလိုက်သွားရတာပို့တော်ကလည်းရဟရင်နဲ့ပို့တာတေးကြပါတယ်အဲ့ဒီမှာတက်ခဲခံရပြီးတော့နှစ်အပေါင်း73 on the shot အလုံးပေါင်းစုစုပေါင်း15ယောက်ကြပါတယ်စီမှုတယောက်လည်းကြတယ်တိုင်ယုံစုပေါင်း7ပေါင်းအဖွဲ့တွေလို့သိရှိရပါတယ် KNU ဘက်ကလည်းတရင်အတိကြရပြီးတော့စောင့်ကြိုတက်ခဲတဲ့အနေဒါရှော့တိုက်ဒုံးနဲ့ပစ်တယ်လို့တော့တော်တော်များများပြောကြတယ်ဒါပေမဲ့အနေဒါကတော့ရှော့တိုက်ဒုံးနဲ့ပစ်တဲ့အနေဒါမျိုးမဟုတ်ဘူးလို့မြင်ရပါတယ်အဲ့ဒီဘက်မှာအတုံများတာက ပရိသမိုင်းနဲ့မိုင်းဆွဲတက်ခိုက်ခင်ရတဲ့အနေအထားမျိုးလို့ CDM ဘူကြီးစင်ရောကဆိုပါတယ်ဒုတိယဘူမူကြီးအောင်မြင်မွန်းတဲ့အဖွဲ့စစ်ကိုအဖြစ်ရဟရင်နဲ့တွားရောက်ပို့ဆောင်တဲ့တရင်ပေါက်ကြတဲ့အတွက်တက်ခိုက်ခင်ရပြီးကြာဆုံးသွားတဲ့ဖြစ်စဉ်ပေါ်တောင်ပိုင်းတိုင်းစစ်တနာကျုံမှာဇုံခုံဖွဲ့ရစစ်စီလျက်ရှိပြီးတိုင်းရုံမှာအရာရှိစစ်တီနဲ့မိသားစုဝင်အနည်းဆုံး100နီးပါးရဲ့ဖုန်းတွေကိုစစ်တပ်ကစစ်စီလျက်ရှိကြောင်းသိရှိရပါတယ် သတင်းပေါက်ကြားလို့တိုက်ခိုက်ခံရတာတော့ပေါ်ပေါက်တယ်။ဘဲကသတင်းပေါက်လေးဆိုတော့ကိုတော့လိုက်နေကြတယ်။အခုတိရတလောက်တိုင်းယုံကအရာရှိစစ်တီနဲ့မိသားစုဝင်တရာလောက်ရဲ့ဖုန်းတွေကိုဆက်ရဖက်ကယူပြီးစစ်ဆေးနေပါတယ်။ဖန်စီတာမျိုးမဟုတ်ဘူးဖုန်းတွေတင်ပြီးစစ်ဆေးနေတာလို့နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကရှင်းပြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကျင်တာကတော့အီယာဝတီတိုက်ပွဲမှာအရာရှိ တွေပါသိဆုံးထိခဲ့ပြီးအထိနာလို့စစ်တပ်အတိုင်းဝိုင်းမှာဂရက်ထနေကြောင်းတင်ဆက်ပေးပါမယ် AOD တိုင်းတာပေါင်းမြို့နယ်မှာယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်အရာရှိအချို့ထိခိုက်ဒေဆုံးခဲ့ပြီးစီကူတာနေသူတွေအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့ပေါ်စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်တာပေါင်းမြို့နယ်တာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတက်မချောက်ချောက်လောက်ကန်တရင်တွေနဲ့အာရခတ်တက်တော် AU ဆောင်တဲ့ပူပေါင်းတက်တွေတိုက်ပွဲပြင်းထန်နေတာပါတိုက်ပွဲကဆက်လက်ပြင်းထန်နေတာဖြစ်ပြီးစစ်တပ်ဘက်မှအတိတ်ကတော်တော်များတယ်ပတ်သိမ်မှာစိတ်ကူနေရတဲ့သူတွေရှိသလို့ မင်္ဂလာတုံစစ်စေးရင်ကိုပို့ပြီးကုသနေရတာတွေလည်းများပါတယ်။အရာရှိတွေပါထီတော့မိသားစုဝင်တွေလည်းအလုပြက်တယ်၊ဒဏ်ရာပြင်းထန်တဲ့လူတွေကစိတ်တက်တွေကြာနေပြီ။ရှေ့တန်းကတိုက်ပွဲတွေကလည်းတရင်ကောင်းမရှိဘူး။လက်နက်တွေဆုံးရှုံးတာလည်းရှိတော့အေးအေးယူခံရသေးတယ်လို့တာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ဗိုလ်ကြီးအဆင့်ရှိသူတအုပ်ရဲ့မိသားစုဝင်တအုပ်ကပြောပါတယ်။ယခုရပိုင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ အနာသိန်းစစ်တပ်ကဘုံမှုတအုပ်သေးဆုံးခဲ့ပြီးဒီဇင်ဘာလ2ရက်နေ့မှာတော့ပသိမ်မြို့ကရွှေမြင်တင်တုတ်တမလုံချင်းအများပြားချပြီးတချို့ခဲ့ပါတယ်။အေယာဝရီတိုင်းမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာအနာသိန်းတုကောင်းဆောင်ကိုတိုင်းပသိမ်မြို့ကိုရောက်ရှိလာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်မှုတန်တင်တဲ့စင်းတွေအနေနဲ့တိုက်ပွဲတွေမှာထွက်မပြေးဖို့စီရင်ခဲ့မှုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ကလည်းစစ်ကောင်းဆောင်ကိုတိုင်းအေယာဝရီတိုင်းကိုရောက်ရှိလာပြီးစီယုံရေးစင်တော့ပါသေးတယ်။ လက်တလုံးမှာ AR တိုင်းတွင်တာပေါင်းမြို့နယ်အပြင်ရှစ်တောင်ရံနဲ့လီမျက်နှာမြို့နယ်တွင်မှလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။တာပေါင်းနဲ့လီမျက်နှာစစ်မြေပြင်မှာတမ66လောက်ခန့်တရင်တွေဖြစ်တဲ့ခမာယာ၄ခမာယာ၅ခမာယာ6ခမာယာ10ခလာယာ35ခလာယာ80နဲ့အနောက်တောင်တိုင်းစစ်တနာကျုပ်ပသိမ်လောက်ခန့်တရင်တွေဖြစ်တဲ့ခလာယာ63ခလာယာ2012တို့ရှိနေတယ်လို့အေကနိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ ော်တိုဘားလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့ဆိုပါတယ်။အရာရှိတွေတည်ရင်သာအတန်ထွက်တာစစ်မှုတန်းတင်တဲ့စင်းတွေနဲ့ပတ်သက်ရင်ဘာမှမကြရတော့ဘူး။ရက်ွက်ထဲကနေခေါ်သွားတယ်ပြီးတော့အဆက်အသွယ်မရတော့ဘူး။အဲ့ဒီလိုလူတွေအများကြီးပဲလို့အရာဝတီတိုင်းတနုပြမျိုးကန်တူကပြောပါတယ်။ရွှေတောင်ရံတာပေါင်းနဲ့လေးမျက်နှာမြို့နယ်ဟာရခိုင်ပြည်နယ်ကွမ်းမြို့နယ်နဲ့ဆက်ဆက်နေပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလကကွားမြို့ကိုအေအေကသိမ်းယူပြီးတဲ့နောက်ပိုင်းမှာလဲရွှေတောင်ရံတာပေါင်းနဲ့ကွားမြို့နယ်နေဆက်နေရာတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ရွှေတောင်ရံမြို့နယ်ထဲမှာဆိုရင်2025ခုနှစ်ဇန်နဝါရီလထဲမှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီးဘောမီနဲ့မကြီးစင်ကြီးရွာကိုအေအေနဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အင်ဂျီ400ကျော်ရှိတဲ့ဘောမီရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဖျက်ဆီးခဲ့ပါတည်တယ်။ဒီတော့ကန်တချို့လဲဒေဆုံခဲ့ပါတယ်။ လေးမျက်နှာမျိုးနဲ့အတွင်းကတိုက်ပွဲတွေမှာလည်းအယက်သားထိခိုက်ဒေဆုံးမှုတွေရှိနေပြီးအယက်သားတွေရှိနေတဲ့ခြေရွာတွေကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်စစ်ပေးဆောင်ပြည်သူတွေကိုအကူအညီတွေပေးကြဖို့အတွက်အေယာဝတီတိုင်းတွေကအယက်ဖတ်လူမှုကူညီရေးလှုပ်ဆောင်နေသူတွေကတောင်းဆိုထားပါတယ်တိုက်ပွဲတွေမှာအထိနာနေတဲ့စစ်အုပ်စုကအယက်သားပြည်သူတွေရှိတဲ့ခြေရွာတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လဲဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့အော်တိုဘားလ23ရက်နေ့ကလေးမျက်နှာမြို့နယ်စပင်းကြီးရွာကစစ်ကောင်စီကလေးချောင်းကနေပုံကျဲလို့အရက်သား24ဦးထပ်မင်းသေဆုံးခဲ့ကြောင်း AYA PDF အမှတ်29ပြည်ဝကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စီအိုစုနေပြည်တော်ကောင်စီဥက္ကဋ္ဌရဲ့မိသားစုဝင်တဦးပိုင်ဆိုင်တဲ့ရွှေဆိုင်ဓမြတိုက်ခံရကြောင်းတင်ဆက်ပေးပါမယ် စစ်ကမရှင်ရဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးအောင်တန်ထွန်းဦးရဲ့မိသားစုဝင်တဦးပိုင်ဆိုင်တဲ့ရန်ကုန်တိုင်းလာတာမြို့နယ်စကူးကရွှေဆိုင်တဆိုင်ဓမြတိုက်ခံရတယ်လို့သိရှိရပါတယ်။လာတာမြို့နယ်အမှတ်3ရပ်ကွက်မဟာဗန္ဓုလလမ်းမှာရှိတဲ့ရွှေစင်ရွှေဆိုင်ကိုဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းကလူနက်ဦးကလာရောက်ဓမြတိုက်သွားပြီးရွှေတင်းနဲ့ငွေကြက်3000ခန့်ဓမြတိုက်သွားတယ်လို့သိရှိရပါတယ်။ ရွှေစင်ရွှေဆိုင်ဟာစစ်ကောင်းဆောင်မင်းအောင်လိုက်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီမှအကြီးပိုင်းယာဒူးတွေတာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိနေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်တန်ထွန်းဦးရဲ့မိသားစုဝင်တွေတက်ကတူဦးပိုင်ဆိုင်တဲ့ရွှေဆိုင်ဖြစ်တယ်လို့စစ်တပ်အတိုင်းဝန်ထံကစုံစမ်းသိရှိရပါတယ်။မနေ့ပိုင်းရွှေဆိုင်ဖွင့်လှစ်ချိန်မှာမြို့သားနှစ်ယောက်ရောက်ရှိလာပြီးတနက်နဲ့ချင်းချောက်ကရွှေတဲ့ပစ္စည်းတွေနဲ့ငွေကျပ်3000ခန့်ကိုလူယူသွားတယ်လို့ဆိုခဲ့ပါတယ်။ အဲ့ဒီရွှေဆိုင်ဟာဒုတိယဗိုလ်ချုပ်ကြီးအောင်တန်ထွန်ဦးရဲ့ဆွေမျိုးတအုပ်ပိုင်ဆိုင်တာဖြစ်ပြီး TV ကြော်ညာတွေမှာပါတဲ့နာမည်ကျော်ရွှေစင်ရွှေဆိုင်မဟုတ်ပဲရွှေစင်ရွှေဆိုင်ဖြစ်တယ်လို့သိရှိရပါတယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်တန်ထွန်ဦးဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီရဲ့အကြံပေးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးလူအေဒေါက်တာရင်းရင်ွယ်ဒေါ်ရင်းရင်ဦးဒေါက်တာစလိုင်းဝမ်ကျုံလန်ဒေါက်ခင်ဦးလိုက်နဲ့ဗိုလ်မှူးကြီးထိန်လင်းတို့နဲ့အတူပါဝင်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် သူဟာစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုတိုက်ရိုက်အကြံပေးခွင့်ရှိတဲ့သူတူဖြစ်လေစစ်တပ်အတိုင်းဝိုင်းမှာတင်ရှားပါတယ်ဒုတိယပူချုပ်ကြီးအောင်တန်ထွန်းဦးဟာအမတ်ချုပ်စစ်စင်ရေးအထူးအဖွဲ့မှုကစတာ6ရာတူကိုလည်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတာဝန်ယူခဲ့ပါသေးတယ်2023ခုနှစ်နောက်ပိုင်းမှာစစ်တပ်ကအာဏာယူပြီးတဲ့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့နေပြည်တော်မြို့တော်ဝန်အဖြစ်စစ်ကောင်းဆောင်ကတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ။ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ် အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလျော့ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။